Hello ဒီနေ့က Sunday လေးဆိုတော့ငွားတော့ညီမတွေဒီကိုမိုင် Ocean မှာရှိတဲ့ Bounce Space ဆိုတဲ့ Playground မှာသွားပြီးတော့ဆော့ကြပါမယ်။ဘယ်လိုတွေမြောက်ရှုံအောင်ကဲမလဲဆိုတာကြည့်ပေးအောင်နော်။ဟိုရွာကြတော့အင်းစိန်ဘက်ကလာတာဖြစ်တဲ့အတွက် YBS တော့မရှိခဲ့ဘူးတက်စီတော့ငားခဲ့တယ်ပေါ့နော်တက်စီကတော့1500ပေးရပါတယ်ရှင်ဟိုရွာညီမ3ယောက်ကတော့မြောင်ရှုံးအောင်ကဲဖို့အတွက်ကို ready ဖြစ်နေပါပြီအခုဆိုရင်တော့ဒီ bounce space ဆိုတဲ့နေရာကို ရောက်ရှိလို့လာပါပြီ နည်းနည်းတော့ insight ဖြစ်တယ်ပေါ့နော်ဘလို့ဒီကစားမလဲဆိုတဲ့ဟာတခါမှလည်းမရောက်ဘူးလေအခုမှ first time ဆိုတော့သူများကလည်းပြောတာကတော့ဟိုကစားစရာတွေစုံနေလို့တော့ပြောတယ်ဒါပေမဲ့ဘလို့မျိုးရှိလဲဆိုတာတက်ကြည့်အောင်မယ်အခုကတော့ ticket ဝယ်တဲ့နေရာရောက်ပြီပေါ့နော်ဒီမှာက ုကတော့ကျတော့ Sunday ဆိုတော့တယောက်ကို2000ခွဲပေးရတယ်တခြား Monday ကနေပြီးတော့ Friday ဆိုတော့2000 3000ပေါ့နော်သူကဝင်ပြီးတော့ခြေအိတ်လေးလည်းဝယ်ရတယ်ခြေကတစုံကို3000ပေးရပါတယ်ရှင်ပြီးတော့သူကပစ္စည်းတွေပါတယ်ထဲမှာလဲ locker လေးပေးတယ်ပေါ့နော် locker ကတော့ယူမယ်ဆိုရင်1000 5000ပေးရပါတယ်ဒါကတော့စဆော်ဖို့အတွက် ready ဖြစ်နေပြီပေါ့နော် okay fighting ပထမဆုံးခြေလန်းကတော့စတင်လိုက်ပြီအဲ့မှာမြောင်ရှုံးအောင်စွန့်နေတဲ့နှက်ကောင် မြောက်ရှုံးအောင်စောမဲမကြီးမငယ်နဲ့ကျမလည်းပါပါတယ်အမှမြင်တွေ့တဲ့အတိုင်းပဲเนาะလဲကြသွားတဲ့အချိန်မှလေးဘနာနာရဲ့လေးရှုံးမပင်းနဲ့ကြိုးစားဆိုတဲ့ရှင်ကိုကောင်းလေးပြောင်းဝင်ပြီးတဲ့အခါမှာဆက်ခုံပါတယ်အမှ ကြည့်လိုက်ပါမြောက်ရှုံးပါတယ်တကယ်ကိုမြောက်ရှုံးပါတယ်ငငယ်တော့ကလေကောက်ရိုးပုံတွေမှာပြေးစောလိုက်ပြေးစင်းလိုက်အဲ့လို feeling မျိုးတော့ပြင်ရတယ်တကယ်တိလားအခုအငယ်ဆုံးလေးကတော့ model show ရှောက်နေပါတယ်သူ့ကိုရိုက်နေလို့ဆိုပြီးတော့ကို့ကိုပြောလဲဆိုတော့မမဒီရနေပြီးတော့ဟိုထဲထဲကိုခုံချပါလားတဲ့ကဲကိုကလည်းပဲအကြီးဆိုတဲ့အတိုင်းပဲခုံချတက်လိုက်တယ်တိတ်မကဲခြင်းရှာဘူးလေတည်ရမလားကိုကလည်းမြောက်လောင်းဆိုတော့အားရပါရခုံချပလိုက်တာအခုတော့အမမြုပ်နေပြီထားလို့လည်းမရတော့ဘူးနောက်တစ်ခုသတ်ဆော်မယ် ဒီဟာကိုလေစောတဲ့အချိန်မှာဘယ်လိုခံစားရလဲဆိုတော့ကိုရီးယားလက်ကွာ Squid Game ကို season 1ရော season 2ရောကြည့်ထားတဲ့အချိန်မှာဒီလို feeling မျိုးကြီးရလေဘယ်လိုပြောရမလဲမသိဘူးဒီလားပြုတ်ကျသွားတဲ့အချိန်မှာ you know ဒိန်ကနေပဲတဝင်းလုံးမှာကိုရီးပဲရှိလားလို့ကအောင်းမရတော့ Westy တောင်ကိုပေါက်နေရပဲအေးအတန်ကိုပြဲနေရပဲ order ချက်ကလေအဲ့နဲ့ order အားများလို့ဆိုပြီးဒီဟာသွားစီးတယ် အဲ့မှာသူကလည်းအော်ဟိုတယောက်ကလည်းအော်ကိုကလည်းအော်အိုးတဝန်းလုံးစူညံနေရပဲ၃ယောက်လုံး၃ယောက်ပေါင်းလုံးကျော်လို့ပြောလို့ရတယ်လားအော်တဲ့တန်တဲ့ဝစီတောင်းပေါက်နေအဲ့ဒါစီးလို့အော်တာအားမရသေးဘူးနောက်တစ်ခုပါသွားစီတယ်အဲ့တစ်ခုကကြတော့လေ၆ထောက်လေးပဲထည့်ပြီးလက်ကလေးပိုက်စီးချတာအောက်ရောက်တော့ဘောလုံးလေးနဲ့ဆိုတော့လေတမျိုးပေါ့အလားအပါလေးကောင်နည်းနည်းပါပဲများလိုက်သေးတယ်အဲ့ချိန်မှာဖွင့်ပေးတဲ့တစ်ချက်နဲ့ DJ ပြီးကျွန်မကထည့်လိုက်တယ် ်မလေးနည်းနည်းစွန့်စားရတာကြိုက်တယ်ဒါပေမဲ့ဒီတောင်တက်တဲ့ဟာကြတော့လေစိတ်ကူးတဲ့မှာတစ်ခါမှတောင်တက်မယ်လို့မရည်ရွယ်ဘူးဘူးဒါပေမဲ့မြင်တော့တက်ချင်တဲ့စိတ်ဖြစ်တယ်တောင်တက်တဲ့အရာသာဘလို့လဲဆိုတော့တီအောင်ဆိုပြီးတော့ပတ်တက်လိုက်တယ်ပေါ့နော်ကိုကိုလုံးဝထိတ်ဆုံးထိရောက်အောင်တက်နိုင်မယ်အာတင်းကြီးကတက်မယ်ဟဲ့ဆိုပြီးတော့ကုတ်ဖယ်ပြီးတော့တက်လိုက်တယ်ဒါပေမဲ့ဟိုအဆုံးထိတော့မရောက်ခဲ့လိုက်ဘူးအဲ့မှာလက်တီ၆လေးနာပြီးအောက်ပြန်ဆင်းသွားပါတယ်ဒါပေမဲ့အရှုံးမပေးဘူး နော်နောက်ထပ်အမြင်တစ်ခုဟာကိုဆက်တက်လိုက်သေးတယ်အဲ့မှာယူရိုပဲကြီးလိုက်ကြတော့အဲ့ဒီမှာဘလို့စိတ်ဖြစ်သွားလဲဆိုတော့အမျော်ကင်းကြီးပဲနော်ဒီမှာအဲ့ဒီ feeling ကိုတိတ်ကြောက်ခိုက်တာအဲ့အဲ့ဒီဟာကိုတော့တော့သတိရတယ်တိလားဆုကဆုချင်နေတဲ့ရဲ့ဝမ်းဘောရဆုအောင်ရဆိုင်ရဲ့ဖာလဖုန်တဆာ ဒီချိန်မှာခူချလိုက်ရတဲ့ခံစားချက်ကိုအရန်ကြိုက်တယ်လုံးဝကြိုက်တယ်နောက်တစ်ခုကတော့ကိုကိုကို1 minute 1 game ပေါ့အဲလေနောက်တစ်ခုကကြတော့ဟိုတရုတ်ပြည်တို့သူများနိုင်ငံတွေမှာကွာဒီလိုမျိုးစော်ရတဲ့ခက်ခက်ခဲနဲ့စော်ရတဲ့ကစားနည်းတွေရှိတယ်မလားအဲကိုကိုအဲ့လိုမျိုးပေါ့အဲ fighting ကိုကိုစော်တယ်အမှကိုယူကာရနဲ့နော်တခါလေးနဲ့အောင်မြင်ခဲ့တာကတော့ဘတ်စကတ်ဘောပဲ တစ်ခါသွင်းတစ်လုံးပဲတစ်လုံးပဲပြစ်ခဲ့တာပါတကယ်တော့နောက်တစ်ခုသွားကစားတယ်ဒီတစ်ခုကတော့လေကိုရင်းညီမ၃ယောက်စလုံးမကြိုက်ဘူးလို့ပြောလို့ရတယ်ဒီကစားနည်းကိုမကြိုက်ဘူးဘာလို့ဆိုတော့ तू ကဒီအလုံးကိုတည်ရတာလည်းနည်းနည်းလေးတယ်ကွယ်ပြီးတော့မောတယ်ပြီးတော့ final destination လို့ဘာလို့ကြည့်ထားလဲဆိုတော့ psycho ဝင်မှတည်ချတယ်ဒါကတော့နောက်တစ်ခုသွားပြီးတော့ကစားဖို့အတွက်ဟာပေါ့နော်လူရှိနေလို့လည်းစောက်နေကိုရီအချိန်တော့ရောက်ပြီကလေးလေးတယောက်ကတော့ပါတယ်သူလည်းအဖို့မရှိတော့ကိုရီနဲ့ဆော့တာပေါ့ ဒီဟာကျတော့အနီနဲ့အစိမ်းနဲ့အပြာနဲ့ပေါ့နော်အစိမ်းနဲ့အပြာနဲ့နင်းရမယ်အနီကိုမနင်းရဘူးကျမတို့၃ယောက်တော်တော်လေးကိုတောင်းအောင်ဆော့ခဲ့ပါတယ်ဒါပေမဲ့နောက်တစ်ခါတော့ပြန်မသွားချင်တော့အောင်ကိုညီစော်နန်နဲ့ဒီကိုဆော့ခဲ့ပါလေကိုလေးလက်တွေဆိုရလဲနားနေရမယ်ဒါပေမဲ့ကျမတက်တော်လေးကကြလိုက်တယ်နော်ဆုံးလေးကြည့်ပေးတာတော်တော်ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင် And if you hear this on that gone, bend your back, gone, bend your knees, baby, shake it to the max with it.